ခင်ဖုံးတဝီစိတ်တစားဟင်ခတ်မွေးကြိုင်လိုအပ်ချက်နဲ့တောင်စစ်မှတ်ထုပြောတတ်တဲ့ပုံမှာနှွယ်တပင်မြက်တပင်လိုတန်ရုံးစဉ်ကိုတေးရပါခဲ့ပါပြီခင်ဖုံးတဝီဇဟာပုံမှန်မနက်ခင်းတစ်ခုရဲ့ညကြီးဦးတို့ပုတ်ကတီကဝရန်တာလေးပါကွယ်လေကောင်းလေတန်းတွေနဲ့ညင်းခုံမယ်တချို့အိုးအိုးဆန်နေတာကိုငှက်ထက်ပိုရကောင်းလားလို့ဖြေသွန်းသွေးမယ် တခါကမေယူမြင့်မုံညာများဇက်အိမ်ခိုင်မှာပို့ကြောင်းကန်းကော်ရုပ်ကျွင်းနေနဲ့တတိပြမယ်။ဖက်ကောင်းအိုလီစကားမများတတ်ပေမဲ့တခုခုလုံနေသလိုပါခင်ဖုံးတတ်ဝေးရင်။တယောက်တည်းတည်နိုင်တဲ့အခွင့်အရေးလူသားအလုံးရပြီးတာကျွန်တော်သိပါတယ်။ဂျန်နဲ့အခိုက်အတန့်မှာပစိပစက်လေးတွေများလုံနေမလားတွေးမိရဲ့။လှိုင်းကောင်းဖြူဖြူတွေကြာအတော်တန်ဝင်ပြည့်နေရတောင်းလှေငယ်လေးမထွက်ခွာနိုင်သေးသလိုတခုခုလုံနေတော့မှာပဲ။ စက်သေးကိုလီတိုးတော့ဖွာကနေလွင်ကနေချစ်ဆန်မိမှလည်းသူ့ဖုမာရီဖွဖွဲရရပါနေတာတွေ့ဘူးတော့ကျွန်တော်ညွှန်းဆိုဖို့အပိဓာန်တစ်ခုရှိလိမ့်နုံးနဲ့တွင်တွင်ရှာခဲ့ဘူးတယ်ခေါင်းမှာတန်တရားတွေများအလုံးကိုအယုံကြည်နေမျက်ရည်လွယ်စသဖြင့်ခင်ဗုဒ္ဓဝီပြောခဲ့ဘူးတလို့စိတ်ဝင်စားစရာကောင်းလောက်အောင် သူတိတူတက်ဆောင်ကြွားကြွားနိုင်စသဖြင့်အဲ့ဒီခေါင်းစဉ်တွေနဲ့ရှာခဲ့ဘူးပါတယ် ဘလို့ဖွင့်ဆိုကြလိမ့်မလဲပေါ့ကျွန်တော်ရှာကြည့်ရဲတောရီတောင်တွေ မဖွဲ့မရလမ်းခုလက်တွေအပြစ်တင်ရင်လဲတင်ကြပါစေလီဒီမဲခင်ဖုံးတဲ့ဝေရဲကျွန်တော်ဆိုတာလေကိုကိုကိုတောင်မကယ်တင်ခြင်းစရာဝင်လေးမှုလေးပါအလဲကြော်ပြီးလှပါခဲ့ရတဲ့ဘရောက်ပုံးတွေကငူပါကိုနာမည်ကိုခေါ်ပြီးဘယ်ငှက်ကိုရှာနေမှန်းမသိတဲ့အုပ်အောငယ်ပါ အလွမ်းနေမှုတို့မတန်းနဲ့ခင်ပုံးတော့ဝေရဲ့၆ပြည့်ကင်းတဲ့ရန်သူတော်ပါဒီအတိုင်းတမိုင်းဆက်ရရင်ဘသူမှအနာတရားမဖြစ်ဘူးမဟုတ်လားပြောပါရယ်တကယ်ပြည့်ရှိသူတွေထွက်ခွာသွားချိန်မှာတော့ခင်ပုံးတော့ဝေဂီတာနဲ့ပဲပြဿနာတွေဥလိုက်သေးလိုက်နဲ့ကိုပြောပါရယ်ဘယ်ခင်မှာမှပန်းမိတ်မကြဘူးတဲ့ရွက်လာပင်လေးတဲ့ဟိုးရှိရှိတော့ကပုံမြင့်အစ်လေးတကူတယ်မှာကောင်းကင်ပြလို့ရှိပြရယ်